အလုံးပဲမင်္ဂလာပါဒီနေ့ April 22ရက်နေ့မှာတော့ကျွန်တော်တို့လာရှုကိစ္စเนาะလာရှုကိစ္စလည်းတော်တော်ကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြနေတော့မှာဖြစ်တယ်ဆိုတော့အဲ့ဒီအကြောင်းအရာကပါလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီလာရှုမြို့ကို MND ကနေပြီးတော့ဆုတ်ပေးရတယ်เนาะဆုတ်ပေးရတယ်လာရှုမြို့မှာရှိတဲ့ရက်ွက်ပေါင်းစစ်နေရက်ွက်ကိုနေပြီးတော့မအလာကိုပြန်ပြီးတော့ပေးတယ်ဒါပေမဲ့အပြင်မှာတော့မအလာကိုဒီ MND ကဝိုင်းထားတယ် နော်ဆိုတော့အဲ့ဒါကိုနေပြီးတော့အဆောင်အချက်နဲ့ကျွန်တော်တို့ဒီ MNDA ရဲ့နောက်တစ်ခုက water ဖွဲတွေရဲ့နော်အဲ့ဒီမှာသူတို့ကိုလုံခြုံရေးအပြည့်အဝယူပြီးတော့စကတ်ဆတ်ရဲ့လူတွေကပြန်ပြီးတော့ဒီလာချုံမျိုးကိုဝင်လာပြီးနော်ဝင်လာတဲ့အခါကျတော့သူတို့ရဲ့အုတ်ချုံရဲ့လေပတ်မှုတွေတော့မရှိသေးဘူးဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေရာမှာဘသူကမားတယ်ဘသူကမှန်တယ်နေအဲ့လိုမျိုးစောင့်ကြည့်ရေးအဖွဲ့တွေကိုဖွင့်ထားတယ်အဲ့ဒါကတရုတ်ကိုယ်တိုင်နော်တရုတ်ကိုယ်တိုင်ကစစ်ဆေးပေးထားတယ်တရုတ်ကိုယ်တိုင်ကတိုက်ပေးတယ်အတိတ်ပြတော့တိုက်ပေးတယ်အဲ့ဒီမှာ သူတရုတ်ကဆုတ်ခိုင်းတဲ့အတွက်ကြောင့် MND ကဆုတ်တာဖြစ်တယ်ဆိုတော့ဒီမအလာကတနက်တစ်ချက်မှဖောက်စရာမလိုဘဲနဲ့အဲ့ဒီမျိုးကိုပြန်ပြီးတော့တင်လို့ရတယ်နော်တင်လို့ရတယ်အဲ့ဒါကြောင့်တရုတ်ကနေပြီးတော့အဲ့ဒီသူတို့ agreement လောက်ထားတဲ့ဟာတွေကိုနော်သူတို့လိုက်နာမှုရှိလားမရှိလားနော်ဒီဖက်ကနှစ်ဖက်စလုံးပေါ့အဲ့ဒီမှာ MND ကလိုက်နာမှုရှိလားချုပ်ဖောက်မှုရှိသလားမအလာကပဲနော်အဲ့ဒီမှာချုပ်ဖောက်မှုတွေရှိသလား စသည်ဖြင့်စောင့်ကြည့်ဖို့အတွက်အဲ့ဒီမှာဆိုလို့ရှိရင်တရုတ်ရဲ့အထူးကိုယ်စားလှယ်မြန်မာနိုင်ငံရဲ့တရုတ်အထူးကိုယ်စားလှယ်တင်ရှိဂျွန်းတင်ရှိဂျွန်းကနေပြီးတော့ကျွန်တော်တို့လာရှုံမျိုးကိုရောက်လာတယ်သူတို့အဖွဲ့တွေကိုအဲ့ဒီမှာစောင့်ကြည့်ရဲ့အဖွဲ့တွေကိုခန့်ထားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမြေရာဒီမှာတွေ့ရမှာဖြစ်တယ်အဲ့ဒါကလာရှုံမျိုးရဲ့ခြင်းနဲ့နောက်တစ်ခုကထိုင်းနေဆက်နော်ထိုင်းနေဆက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ठी ထဗျူဟာစခန်းနော် ठी ထဗျူဟာစခန်းကိုနေပြီးတော့တန်ယူကထပ်ပြီးတော့သိမ်းတယ်အဲ့ဒါကတမဟာလင်းနေမြန်မာဖြစ်တယ်အခုနောက်ကသိမ်းလိုက်တဲ့စခန်းကတော့ကျွန်တော်တို့ တပ်ပါခုနှစ်အနေမြေအခုဒီ type of fitness ခန်းကထိထားယူဟာစခန်းကနေပြီးတော့အဲ့ဒီမှာဒီ KNU ရဲ့တပ်မဟာ၄နေမြေမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာတိုက်ခိုက်သိမ်းပိုက်တယ်အဲ့ဒီမှာဗျူဟာမိုးအပါဝင်စကတ်စအများအပြားသေးတယ်အဲ့ဒီမှာလက်နက်ခရဲတွေလည်းအများကြီးရတယ်လက်နက်ခရဲတွေလည်းတောင်ပုံရပုံနဲ့ကျွန်တော်တို့ရရှိတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အတိတ်ပြတော့ဒီထိုင်းနေဆက်မှာ KNU ရဲ့နေမြေမှာဆိုလို့ရှိရင်တပ်မဟာ9နဲ့တပ်မဟာ၄နေမြေမှာစခန်းတစ်ခုကိုတိမ်ပတ်ရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တင်မီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းတပိတ်ချင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မာလာကဘုံချဲတယ်အဓိကစကတ်စရဲ့လူတွေကနေပြီးတော့ဘုံချဲတယ်နောက် ံချတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း၂၄ယောက်ထိတောင်မှတည်ဆုံးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနိုင်ငံခြားကနော်ဒီအထောက်အပံ့တွေတော်တော်ပေးတယ်နေမင်းကလေးကိစ္စနဲ့ပြန်လဲထူထောင်ဖို့အတွက်ငွေရေးကြေးသလကောက်ဝတ်စားသလကောက်လူမှုအသုံးဆောင်သလကောက်ကျွန်တော်တို့အတိတ်ကတော့ကျွန်တော်တို့ပြန်လဲထူထောင်ရေးမှာကအရေးပါတဲ့ဟာကဘီလက်မြေနော်ဘီလက်မြေဆိုလို့ရှိရင်တော်တော်ကိုထိုးတက်သွားတယ်တော်တော်ကိုဈေးကြီးသွားတယ်ဆိုတော့အခုနိုင်ငံခြားကတန်ချိန်ပေါက်3000နဲ့10တန်ချိန်ပေါက်3000နဲ့10ကိုနေပြီးတော့ရန်ကုန်မြို့နော်ဒီ ရွှေပြည်သားရွှေမဲစိတ်ပါဆိုလို့ရှိရင်တော့အဲ့ဒီမှာတမောစိတ်မှနေပြီးတော့ရောက်နေပြီเนาะတန်ချိန်ပေါင်း3030နော်3030ကိုနေပြီးတော့ရောက်ချလာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမအလကနေပြီးတော့တိတကူဆရာတော်ကိုနေပြီးတော့တိတ်နေရလူတဲ့ဒီလက်မြင့်တန်ချိန်ပေါင်း1500နဲ့1500ကိုနေပြီးတော့လူတန်းနေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီကတော့အဲ့ဒီတိတကူဆရာတော်ရဲ့ကြောင်းလို့ရဆိုလို့ရှိရင်တော်တော်ပြည့်စုံမှုလည်းရှိလိမ့်မယ်ဆိုတော့အဲ့ဒီဟာကိုပြန်လဲထူထောင်ဖို့အတွက်ပြန်လဲ support အသက်နော်အဲ့ဒီဘောမရဲ့ဆရာတော် ဒီအရင်မှတည်တူဆရာတော်ကိုနေပြီးတော့ကျွန်တော်တို့လူတန်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။သင်ရတော့နေရပြီးလိုက်မြတ်တချင်ပေါင်းတော့1500နော်အဲ့ဒီမှာလူတန်းတယ်ဆိုတဲ့ဟာကိုနော်ဒီနေ့ဆက်ကဆက်ကထုတ်ပြန်တော့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကရင်ပြည်နယ် corporate မြို့နယ်မှာဆိုလို့ရှိရင်တော့အခြေစိုက်ထားတဲ့ဆက်ကဆနော်ရဲ့ဆက်ကခ12ရဲ့ဂျုံတုံးမြို့မှာအခြေစိုက်ထားတဲ့ခမရ 905ရဲ့နောက်တစ်ခုကခမာယ946ရဲ့နော်956ရဲ့ပြီးလို့ရှိရင်တော့အောင်စီရစစ်ချောင်းကုန်တွေကနေပြီးတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့နော်ထိုးစစ်ဆင်ပြီးတော့အကြီးအကျယ်တိုက်ခိုက်တဲ့အတွက်ကြောင့်အဲ့ဒီမြဝတီမြို့ဂျုံတိုးမှာဆိုလို့ရှိရင်တော့မဟာလာဆိုလို့ရှိရင်လင်းပြင်းနဲ့အကြီးအကျယ်အဲ့ဒီမှာဘုံကျဲတဲ့လူတွေဆိုလို့ရှိရင်တော့ထောင်နဲ့ချီပြီးတော့ဟိုဖက်မှာစစ်ပစ်ချောင်းရတယ်ဆိုတော့တည်တဲ့လူတွေကလည်းအများပြားရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတည်တယ်ဆိုတာပြည်သူလူထုတွေနော်ပြည်သူလူထုတွေရဲ့အိုးအိမ်တွေကိုပြင်မထားပြီးတော့အဲ့ဒါအဲ့ဒီမှာမဟာလာကဘုံကျဲတာဖြစ် ြစ်တယ်ကျွန်တော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ခွင့်ပြုချက်မရှိပဲနဲ့ဆီယာမတယောက်ကစတင်တယ်အဲ့ဒါကိုနေပြီးတော့ထိုင်းအစိုးရကနေပြီးတော့ဖမ်းလိုက်တယ်နောက်တစ်ခုကကျွန်တော်တို့အဲ့ဒီချစ်မိုင်မှာပဲခွင့်ပြုချက်မရှိပဲနဲ့စားတော့ဆိုင်တစ်ခုမှာလုံဝင်လောက်တယ်အဲ့ဒီလူအယောက်ပေါင်း9ယောက်ကိုနေပြီးတော့ဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာခွင့်ပြုချက်မရှိဘူးလို့သုံးထားတာကိုတွေ့ရတယ်အတိတ်ပြရတော့သူတို့က ခိုးဝင်လာတဲ့လူတွေဖြစ်တယ်တရားမဝင်အလုသမားတွေဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သိထားမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးတိုင်းအုပ်ဖို့ထောင်မှာဆိုလို့ရှိရင်တော့မိငလင်ထုတ်တဲ့အခါကျတော့အကျဉ်းသားဘလောက်သေးသွားလဲဆိုလို့ရှိရင်အယောက်ပေါင်း30သေးသေးသွားတယ်300ကျော်เนาะအဲ့ဒီမှာ300ကျော်ဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့လိုက်ရတယ်ဆိုတော့မြင်းကလေးကြောက်သေးတဲ့လူဟာဆိုလို့ရှိရင်ထောင်ထဲမှာလည်းတော်တော်ရှိတယ်ဆိုတဲ့ဟာကိုဒီအချက်ကိုကြည့်ချင်အောင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာရှိတဲ့အေလာလေးစိတ် အဲလာလေးစိတ်ကိုနေပြီးတော့အချိန်ပေါင်းများများစွာကျွန်တော်တို့ပြစ်ခတ်ပြီးသားဖြစ်တယ်ဆိုတော့ပြစ်ခတ်မှုတွေတိုင်းမှာလည်းကျွန်တော်တို့ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အခုဒီတရက်မှာပဲကျွန်တော်တို့အဲလာလေးစိတ်ကိုနေပြီးတော့တရက်ခွန်မမသုံးလုံးနဲ့ကျွေးလိုက်တယ်ကျွေးလိုက်တဲ့အခါကျတော့အဲ့ဒီမှာအဲလာလေးစိတ်ရဲ့ဒီလင်းမြင်တွေထားတဲ့ကုတုံကုန်နေပြီးတော့ထိတယ်အဲ့ဒီမှာပြည့်စည်ဆုံးချမှုတွေထိတယ်ပြီးလို့ရှိရင်တော့လင်းကိုထင်းချုပ်တဲ့စခန်းအဆောက်အဦကိုလည်းထိမှန်တယ်အဲ့ဒီမှာ ပြည့်စုံဆုံးရှုံးမှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါအပြင်ကျွန်တော်တို့အပိုစုအနေနဲ့ကျွန်တော်တို့စက္ကဆတ်ရဲ့ရောက်ပေါင်း6ရောက်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပြင်ပြင်းနဲ့မြောက်ဒီ မြို့နယ်ကျွန်တော်တို့ KNU ရဲ့တမဟာခုနှစ်နေမြန်မာဆိုလို့ရှိရင်တော့မောဖာတူးစခန်းဆိုတာရှိတယ်။အဲ့ဒီစခန်းကိုနေပြီးတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်။တိုက်တဲ့အခါကျတော့အဲ့ဒီစခန်းကိုနေပြီးတော့အကုန်လုံးအောင်မြင်စွာသိမ်းပိုက်ရရှိတယ်။အဲ့ဒီမှာရှိတဲ့စက္ကစတွေအရဆိုလို့ရှိရင်တော့ခွေးပြေးဝဲပြေးပြေးကုန်လေဆိုတဲ့ဟာကိုလေဒီနေ့ဒေးမီဒီယာတွေမှာဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေရာမှာကျွန်တော်တို့တမဟာခုနှစ်ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရမှာဖြစ်တယ်။ဆိုတော့တမဟာခုနှစ်ကအရင်တိုက်ပွဲတွေမှာလုံးဝပါဝင်ပတ်သက်မှုမရှိဘူး။လုံးဝမ တိုက်တဲ့တာမာတစ်ခုဖြစ်တယ်ဆိုတဲ့အခါကျတော့တော်တော်ဝေဖန်မှုကိုခံခဲ့ရတဲ့စခန်းတစ်ခုလေးဖြစ်တယ်နော်တာမာခုနဲ့ဆိုတာဆိုတော့အခုကတာမာခုနဲ့ကတိမ့်ပိုက်ထားတဲ့စခန်းတွေတော်တော်များများရှိလာတော့ကိုလေကျွန်တော်တို့ဂီယူဆရမယ့်တည်င်းတစ်ခုဖြစ်တယ်ဆိုတော့အဒီပြရတော့တာမာခုနဲ့ဟာဆိုလို့ရှိရင်စကဆန်နဲ့လမ်းခွဲပြီးအဒီမှာတာမာခုနဲ့ကနေပြီးတော့စတိုက်တာကိုကျွန်တော်တို့တွေ့လာရတဲ့အတိပွင့်တွေလည်းတွေ့လာရတဲ့ကျွန်တော်တို့ credit တွေကိုလည်းကျွန်တော်တို့က တက်မှာခုနှစ်ကိုကျွန်တော်တို့ credit ပေးရမယ်ဆိုတော့အဖြစ်ပြက်တွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအလာကနေပြီးတော့ရန်နိုင်မင်းဆိုတော့လေချောင်းတိုက်ခိုက်ရေကိုအရှင်မြင်းမလို့လုပ်တယ်လုပ်တဲ့အခါကျတော့တနိုင်ငံလုံးကိုဘုံချေပြီးတော့တိုက်တယ်ဒီကြောက်တော်ဖက်မှာလည်းအယောက်ပေါင်း20ကျော်ဒဏ်ရာရှိမှုတွေဖြစ်တယ်ဆိုတော့အခုတလောမှာဆိုလို့ရှိရင်သူ့ရဲ့ညွန်ချချက်အရာနှစ်ရက်အတွင်းမှာလူဘလောက်ဒီသွားလဲဆိုလို့ရှိရင်တော့၄၀နဲ့၅ရောက်ပြေဆုံးသွားတယ်အဲ့ဒါကပြည်သူတွေဖြစ်တယ်ဆိုတော့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ပြစ်တာကိုတွေးရတယ်ဆိုတော့ဇော်မင်းလုံးနဲ့ကျွန်တော်တို့ သတင်းမီဒီယာတို့ကကမေးတယ်နိုင်ငံခြားသတင်းမီဒီယာတို့ကမေးတဲ့အခါမှာပစိကြီးမှာเนาะကလေးတွေအရောက်ပေါင်မြောက်များစွာသေးတာတို့လုတ်သိမ့်နေเนาะအဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ PDF တွေရှိတယ် PDF တွေရဲ့အကြောင်းဖြစ်တဲ့ PDF တွေရဲ့သားသမီးတွေဖြစ်တဲ့စသည်ဖြင့်အကြောင်းပြချက်ရှိတယ်အဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာဟူသမျှကတော့အစ်စ်ပြတော့ပြည်သူကိုလည်းအကုန်လုံးသိမ်းကျုံပြီးတော့ ော်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုလို့တွေ့ရတယ်။အဲ့ဒီမှာကျွန်တော်တို့ဂါဇာအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်။နော်ဂါဇာအကြောင်းကို point လိုက်တယ်ဒီပြောတော့ဂါဇာမှာဆိုလို့ရှိရင်လူတွေဘယ်လောက်ထိသေဆုံးသွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ point ပြတာကိုတွေ့ရတယ်။နော်ဆိုတော့အဲ့ဒီသတင်းထောက်ကလည်းပြောလိုက်တယ်ဒီဂါဇာမှာကအဲ့ဒီလူကထိန်းချုပ်ထားတာမဟုတ်ဘူးခုမြန်မာနိုင်ငံမှာကခမရတို့ထိန်းချုပ်ထားတာဖြစ်တယ်။နော်ထိန်းချုပ်ထားတဲ့နေမြေတွေမှာခမရတို့ကစစ်ကြိတ်လုပ်တာဖြစ်တယ်။ဆိုတော့အဲ့လိုမျိုး point ပြီးတော့ပြောတဲ့အခါကျတော့ခုနကဇော်မင်းလုံးကပါလှည့်ပြောလိုက်လဲဆိုလို့ရှိရင်တော့နော်အဲ့လိုမျိုးအဲ့ဒီနေရာတွေမှာဆိုလို့ရှိရင် PDF တွေရဲ့သားသမီးတွေအဲ့ဒီမှာ PDF ထိန်းချုပ်ထားတဲ့နေနေတွေမှာဖြစ်တယ်အဲ့ဒါကြောင့်ပြစ်သိမ်းတဲ့ ောက်ပါပြစ်မှတ်မရှိဘူး ICC တို့တခြားနိုင်ငံတကာတရားရုံးမှာလည်းတို့ချက်ဆရာအကြောင်းမရှိဘူးဆိုတဲ့ဟာကိုပြန်ပြီးတော့ခြေပတ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့ဒီကတော့ကျွန်တော်တို့တတိထားမယ့်ဟာကတို့ပြစ်ပတ်ကဒီ PDF ထင်းချွတ်ထားတဲ့နေမြေတွေဟိုသမားကတော့အကြံဖက်တယ်ပဲအကြံဖက်တယ်ပဲပြည်သူရောကလေးရောမိခင်ကိုဝင်ဆောင်မိခင်ရောတို့ဘာမှနားမလည်ဘူးအဲ့ဒီကတော့အကုန်လုံးအကြံဖက် ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ခြေမုံလာဖို့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့အထုတတိထားမဲ့အကြောင်းအရာတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံမှာเนาะ The Gate ကပါ Guinness စိုက်ချိန်ချိုးသွားတဲ့အကာတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့ထိုင်းနိုင်ငံချင်းမိုင်ချင်းမိုင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်သားတွေအများဆုံးရှိတဲ့နေရာဖြစ်တယ်ဆိုတော့ချင်းမိုင်မြို့ကိုတည်ထောင်တဲ့929နှစ်မြောက် ဲ့ဒီမှာဆိုလို့ရှိရင်အထင်းအမှတ်အနေနဲ့အဲ့ဒီမှာလန်ဆိုတဲ့လူမျိုးတွေရှိတယ်နော်လန်ရင်ချင်းမှုအကောက်ကိုနေပြီးတော့လူပေါင်း9000နဲ့လန်မှာထွက်ပြီးတော့ကပြတာဖြစ်တယ်ဖြောပြတာဖြစ်တယ်ဆိုတော့အဲ့ဒီဖြောပြမှုဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပကင်းနဲ့ဆက်ချင်းချိုးသွားတဲ့ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမွန်ပြင်းနေကြိုက်ထုံမှာရှိတဲ့ဒီကြိုက်ချရုပ်ဖျား နော်ကြိုက်တိရောဖျားမှာဆိုလို့ရှိရင်ကင်ဘုံရွာဆိုတာရှိတယ်နော်အဲ့ဒီကင်ဘုံရွာမှာဆိုလို့ရှိရင်တော့တတဲ6မှာဟိုတရက်နေ့ကမအလာကထုတ်ပြန်တာကဒီဖျားဖိုးအယောက်ပေါင်း40နဲ့8ယောက်ကို ဖမ်းထားတယ်ဆိုပြီးမှကျွန်တော်တို့မလာကထုတ်ပြန်တယ်။နောက်ထုတ်ပြန်တဲ့ခါကျတော့အခု PDF တွေကနေပြီးတော့ပြန်ပြီးတော့ထုတ်ပြန်တယ်အဲ့ဒါကိုဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပြူစောထီတွေရှိတယ်နော်ပြူစောထီတွေကိုဝင်ပြီးတော့ကျွန်တော်တို့ဖမ်းတာဖြစ်တယ်။နောက်ဖမ်းတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ပြူစောထီခေါင်းဆောင်အပါဝင်နော်အဲ့ဒီခေါင်းဆောင်ရဲ့နာမည်ကမျိုးမင်းနော်မျိုးမင်းဟာဆိုလို့ရှိရင်အဲ့ဒီမှာဖမ်းမိတယ်ဆိုတော့ပြူစောထီခေါင်းဆောင်တယောက်နဲ့၅ယောက်သူတို့၅ယောက်အပါဝင်သူတို့ကိုအခုတက်တီဖမ်းချုပ်ထားဆေးပဲဖြစ်တယ်။ကြံတဲ့လူတွေကိုကြတော့အကုန်လုံးလှုပ်ပေးလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့ PDF တွေကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရမှာ ဖြစ်တယ်အဲ့ဒီမှာစစ်စစ်မှုတွေလုပ်ပြီးတော့အဲ့ဒီ view sorty မဟုတ်တဲ့လူတွေကိုတော့အကုန်လုံးထုတ်လိုက်ပြီးဒီ view sorty ကောင်းဆောင်အပါအဝင်ဖောက်ရောက်တော့ဆက်လက်ထင်းထင်းထားစေပဲဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာပြောမှာဖြစ်တယ်ဆိုတော့ဒီနေ့ Aprila 22ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီလိုကိုကြည့်ရှုနိုင်ပါတယ်